အေယာဝတီတိုင်းကအရေးကြီးတဲ့လင်းမြနာမြို့နယ်ဆက်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကဟင်းဒရာမြို့ဘက်ကနေအင်အားဖြည့်နေပါတယ်။စစ်မှုရန်တန်းတန်းစင်းတွေကိုဟင်းဒရာတလုတ်ထောလမ်းကနေစစ်ကားတွေနဲ့ပို့နေတာလို့ဟင်းဒရာမြို့ချောင်းပြားလေးရွာဒေသခံတယောက်ကပြောတာပါ။မနက်စစောပိုင်းတွေမှာစစ်ကားတွေနေတိုင်းသွားနေပြီးအမိုးတွေအုပ်ထားတယ်လို့သူကဆက်ပြောတာပါ။ချောင်းပြားလေးကျွရဟာဟင်းဒရာတလုတ်ထောလမ်းဘေးမှာရှိပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုစစ်တပ်ကလေကြောင်းကနေဘုံးကျဲနေတယ်လို့ဂါလန်ကနေလည်းစစ်အင်အားတွေပို့ဆောင်နေတာဖြစ်ပါတယ်။ရေကြီးတဲ့လင်းမြောင်မြို့နယ်ဆက်ကဆက်ဆက်ရိုကြီးရွာနဲ့ပတ်ဝန်းကျင်နေရာတွေမှာပြီးခဲ့တဲ့စက်တင်ဘာလကလေးကတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနိုဝင်ဘာလ6ရက်မနေ့ကထိလည်းတိုက်ပွဲတွေပြင်းထန်နေလို့စစ်ဘေးရှောင်တွေကပြောပါတယ်။ဒါ့အပြင်အော်တိုဘလ29ရက်ကစပြီးစစ်ကောင်စီတပ်ကစစ်တပ်တုံး spy ball လုံးတွေနဲ့ကင်းထောက်တာတွေ့ရတယ်လို့ဒေသခံတွေကပြောတာပါ။ စစ်ဆက်ရိုကြီးရွာအပောင်းဝင်း၄မြနာမြို့နယ်ထဲကစစ်တပ်စခန်းတချို့ကိုအေအေနဲ့ပူပေါင်းတပ်တွေကသိမ်းယူထားတာဖြစ်ပြီးစစ်တပ်ကတံပြန်စစ်ရေးလှုပ်ရှားလာလို့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါရဲ့ရှင်။